ဘင်္ဂလ <Okay, S 2> ားဒေ့ရဲ့တခြားလုံးကစစ်ကောင်စီရဲ့အမှုမရှိတော့တဲ့အတွက်ဘင်္ဂလားဒေ့ဆိုရာဟာဘာရခတ်တက်တုံနဲ့မဆက်ဆံမဲမနေရတော့တာကြောင့်ဆက်ဆံရေးလုပ်ဖို့လိုအပ်လာနေတယ်လို့ဘင်္ဂလားဒေ့အစိုးရရဲ့နိုင်ငံခြားအကြံပေးမိုဟာမက်တိုဟိုက်ခိုစင်ကသတင်းမီဒီယာတွေကိုပြောဆွလိုက်ကြောင်းဘင်္ဂလားဒေ့သတင်းဌာနတွေမှာရေးသားဖော်ပြထားပါတယ်။ မြန်မာပြည်ပေါ်တိုင်းသားညီကောင်တို့များအကုန်လုံးမင်္ဂလာပါလို့ကျွန်တော်အနေနဲ့နှုတ်ခွန်းဆက်သလိုက်ပါတယ်ဒီနေ့မှာတော့ဘင်္ဂလားဒေ့ရ်နိုင်ငံကရခိုင်ပြည်မှာရှိနေတဲ့ကြေတနာအမျိုးမျိုးကြောင်းဘင်္ဂလားဒေ့ရ်နိုင်ငံကိုထွက်ပြေးသွားကြတဲ့ဘင်္ဂလီဒုက္ခသည်တွေကိုအကြောင်းပြုပြီးတော့အာရာခတတ်တော် AA နဲ့ရခိုင်လူမျိုးတို့ရဲ့အင်အားကိုပွေတိုးစမ်းနေပြီလားဆိုတော့ကဘင်္ဂလားဒေ့ရ်ဒုက္ခသည်တွေကိုအကြောင်းပြုပြီးတော့ ရခိုင်ဒေသမှာတီးတန်းနေမြေရရှိအောင်အတွက်နေမြေရှင်းထွင်ဖို့အတွက်ဒုက္ခသည်တွေကိုအကြောင်းပြပြီးတော့ဘင်္ဂလားဒေ့ရှ်ဒေတာနောက်ခံတွန်းအားပေးနေတယ်ဒီသတင်းအပေါ်မှာမူတည်ပြီးတော့မိတ်ဆွေတို့အနေနဲ့ကလည်းသတင်းတက်နေတာနှစ်ရက်သုံးရက်ဖြစ်ပြီဆိုတော့သိရှိပြီးသားဖြစ်ပါလိမ့်မယ်ဒီနေ့ဆက်လာပြီးတော့တက်လာတဲ့သတင်းတွေအပေါ်မှာအခြေခံပြီးတော့ကျွန်တော်တို့နီးစက်တဲ့သတင်းလေးတွေကိုဖတ်ချူမျှဝေတင်ဆက်တော့ပါမယ်ဘာလို့လဲဆိုတော့ဒီအကြောင်းရင်းတွေက သတင်းမီဒီယာမြောင်များစွာကအများကြီးရေးကြတယ်ဗီဒီယိုဖိုင်တွေအများကြီးတက်လာတယ်ဒါပေမဲ့ကျွန်တော်အနေနဲ့အမြဲတမ်းပြောဖို့ပါတယ်ဘာလို့လဲသတင်းဆိုတာသတင်းသမားတွေကမိမိရရှိဖို့အတွက်ခြေကားပြီးတော့ရေးတာဖြစ်တဲ့အတွက်မှန်လေသတင်းမမှန်လေသတင်းသတင်းအစိတ်အတောင်ဖြစ်စေတဲ့အရာတွေအများကြီးရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့အနေနဲ့ဆက်ဆက်တွေးတော့ဖို့အမြဲတမ်းလိုအပ်ပါတယ်ဒါကြောင့်ဘင်္ဂလားဒေ့ရှ်ကနေမြေရရှိဖို့အတွက် ရခိုင်ပြည်ကပြဿနာအမျိုးမျိုးကြောင့်ထွက်သွားကြတဲ့ဘင်္ဂလီတွေကိုအကြောင်းပြုပြီးတော့နေမြေရှင်းထွင်ဖို့ကြိုးစားတာဒါတပိုင်းနောက်တစ်ဖက်မှာကလည်းလက်ရှိဘူးသီးတောင်မောင်တော်ရသေးတောင်ဒီအရာတွေကိုကသူတို့တောင်းဆိုနေတဲ့နေရာကိုလက်ရှိမှာစစ်ကောင်စီကပိုင်ဆိုင်မှုမရှိတော့ဘူးအရာခတ်တက်တော်ကတိုင်းစေးပိတာဖြစ်နေတဲ့နေရာလေးဖြစ်တယ်ဆိုတော့တဖက်မှာကလည်း ဒီရခိုင်ဒေတာကိုပြန်လေရရှိဖို့အတွက်စစ်ကောင်စီက ARSA RSO AR ဒီဘင်္ဂလီအကြံဖတ်တွေကိုမင်းတို့တွေကိုလက်နက်တက်ဆင်ပေးမယ်လက်နက်တက်ဆင်ပေးတယ်လက်နက်တက်ဆင်ပေးလို့ပြီးအာရခတ်တက်တော်ကိုအပိချေမှောက်မှာချေမှောက်လို့ရခဲ့တဲ့ဆိုရင်ရခိုင်ဒေတာကိုတီးချနိုင်မြေပေးပါမယ်ဆိုတဲ့ဂတိကဝါနဲ့လှုပ်ထတာကတပိုင်း ပြီးရင်ဘင်္ဂလားဒေ့အစိုးရနဲ့ဘင်စတာအစီအဝေးမှာစစ်ကောင်စီနဲ့တွဲဆောင်ပြီးတော့ဗားတယ်သက်တန်ငင်းတမန်ငင်းလူဝင်လူထွက်ပြဿနာကိုဘလို့တွေဆွေးနွေးလာကြလဲဒါကတပိုင်ဒီတော့ဒီနေ့မှာတည်င်းအစိအတောင်မဖြစ်စေအောင်အတွက်ရရှိထားတဲ့အနည်းဆက်ဆုံးတည်င်းဆောင်ပါတွေကိုကျွန်တော်အနေနဲ့ဖတ်ကြည့်မြှဝေတင်ဆက်သွားမှာဖြစ်ပါတယ်ဒီနေ့30ရက်2025လေးလပိုင်းမှာရရှိတဲ့တည်င်းက ဂျာမန်ပါတီကအစောပိုင်းကထုတ်ပြန်ကြမှာပါရှိတဲ့ရခိုင်ပြည်မှာလွတ်လပ်တဲ့အသီးခြားပြည်နယ်ထူထောင်ရေးကိစ္စနဲ့ပတ်သက်ပြီးရှင်းလင်းထုတ်ပြန်လာပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံကဘာသာရေးကိုအခြေခံထားတဲ့ပါတီတစ်ခုဖြစ်တဲ့ဂျာမန်အစ္စလာမစ်ပါတီက၎င်းတို့ခေါင်းဆောင်တို့ဦးရဲ့အစောပိုင်းကထုတ်ပြန်ချက်တရမှာပါရှိတဲ့မြန်မာနိုင်ငံမှာဘင်္ဂလီအများစုနေထိုင်ရာရခိုင်ဒေသမှာလွတ်လပ်တဲ့အသီးခြားပြည်နယ်တစ်ခုထူထောင်ပေးရေးကိစ္စနဲ့ပတ်သက်ပြီးဧပြီလ29ရက်နေ့မှာရှင်းလင်းချက်တစ်ခုကိုထုတ်ပြန်လာပါတယ်။ ဂျာမန်အစ္စလာမစ်ပါတီတည်င်းဖြန့်ချီရေးဌာနမှလက်မှတ်ထိုးထားတဲ့ထုတ်ပြန်ချက်အသစ်မှာပါတီရဲ့ခေါင်းဆောင်ကဘင်္ဂလားဒေ့ရှ်မှာခိုးလုံနေကြတဲ့ဘင်္ဂလီဒုက္ခသည်တွေကိုမိမိတို့နေရသူဘေးကင်းလုံခြုံစွာဂုဏ်သိက္ခာကြီးကြီးပြန်နိုင်ရေးနဲ့သူတို့အတွက်ဘေးကင်းဆုံးတခုကိုထူထောင်ရေးတို့ကိုလည်းအလေးပေးပြောဆိုတာတွေဖော်ပြထားပါတယ်နောက်တစ်ပိုင်းတော့ရခိုင်မှာမွ슬လင်တွေအတွက်နေမြေတောင်းဆိုမှုတရုတ်ဘက်ကသဖောထားကဘလို့ရှိနိုင်တယ်လဲ မွတ်စလင်များအများစုနေထိုင်တဲ့ရခိုင်ပြည်မြောက်ပိုင်းမှာမွတ်စလင်တွေအတွက်တီရှာလွတ်လပ်တဲ့ကိုပိုင်နေမြေတို့ဖြစ်ပေါ်ရဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံကအတိုက်အခံအင်အားကြီးပါတီဂျာမန်အစ္စလာမစ်ပါတီနဲ့တရုတ်ကွန်မြူနစ်ပါတီတို့တွဲဆောင်စဉ်ဆွေးနွေးညှိနှိုင်းခဲ့တယ်လို့သိရပါတယ်။ဂျာမန်အစ္စလာမစ်ပါတီကမွတ်စလင်လူမျိုးရဲ့အစွန်းရောက်တဲ့ပါတီတစ်ခုဖြစ်ပြီးအခုလိုတီရှာလွတ်လပ်တဲ့ကိုပိုင်နေမြေပေးဖို့တောင်းဆိုမှုဟာနေမြေပို့လို့ရရှိစေဖို့ တရုတ်ကိုအကူအညီတောင်းတာဖြစ်နိုင်လေလို့ရခိုင်အမျိုးသားပါတီ ANP မှမူဝါဒရေးဦးဆောင်ကော်မတီဝင်ဦးထွန်းအောင်ကျော်ကနေပြီးပြောကြားထားတယ်။ပထမပိုင်းအနေနဲ့တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ရခိုင်အမျိုးသားပါတီနက်ကအောင်မတန်ရင်းနှီးနှွေးထွေးတဲ့ဆက်ဆံရေးတွေရှိတယ်။တခြားနိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆွတ်ဖတ်ဖို့ဆိုတာကတော့မူဝါဒကိုခိုင်ခိုင်မာမာထုတ်ပြန်ပြီးကျဉ်းသုံးလိုက်နာနေတယ်ဆိုတဲ့သဘောထားမူဝါဒဖြစ်တယ်။ဒါကြောင့်မို့ဒီသတင်းတက်လာခါစား တရုတ်ကွန်မြူနီပါတီကိုဂျာမန်အစ္စလာမစ်ပါတီကတော့သူတို့အမြင်ကို သူတို့ပြောတာပဲလို့ကျွန်တော်အနေနဲ့မြင်မိတယ်။ဒီပါတီကဘင်္ဂလီလူမျိုးတွေရဲ့အစွန်ရောက်ပါတီတခုဖြစ်တယ်လို့လည်းကြားသိထားရတယ်။ဒါကြောင့်မို့သူတို့ကတော့နိုင်ငံရေးအရာ သူတို့နေမြေပို့ပြီးတော့ဆက်ဆက်မှုတွေရရှိနိုင်ဖို့အတွက်ဒီလိုမျိုး ဆုံးဖြတ်ပြီးတော့မှရခိုင်ပြည်မြောက်ပိုင်းမှာတိချလွတ်လပ်တဲ့ဘင်္ဂလီနေမြေတခုကိုဖန်တီးဖို့အတွက်တရုတ်ပြည်ကိုအကူအညီတောင်းနေလို့လည်းကျွန်တော်အနေနဲ့မြင်မိတယ်။ ဒါပေမဲ့ကျွန်တော်တို့ပြပြတတ်တယုံယုံကြည်ကြည်ထားရမှာကတော့တရုတ်ပြည်သူ့သမ္မတနိုင်ငံရောတရုတ်ကွန်မြူနီပါတီရောခိုင်မာတဲ့နိုင်ငံရဲ့မုံဝါဒအရာသူတစ်ပါးနိုင်ငံရဲ့ပြည်တွင်းရေးကိုဘယ်လိုနှိမ့်နှံမှဝင်ရောက်စော်ဖတ်မှုလုပ်တာမျိုးမဟုတ်ဘူးဆိုတာကတော့ကျွန်တော်တို့ရခိုင်အမျိုးသားပါတီအနေနဲ့ခိုင်ခိုင်မာမာလက်ခံယုံကြည်ပါတယ်လို့ပြောကြားထားတယ်။ဒါကဧပြီလ29ရက်နေ့ကဒါကမျိုး City Hotel မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲအတွင်းတရုတ်ကွန်မြူနီပါတီထိပ်တန်းကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားရှ်ရဲ့ဂျာမန်အစ္စလာမစ်ပါတီမွတ်စလင်အရေးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့ကြတာဖြစ်တယ်။ဆိုတော့ကဒီပြဿနာမှာသုံးပွင့်ဆိုင်ပြဿနာဖြစ်သွားပြီးသုံးပွင့်ဆိုင်ပြဿနာကဘာလို့ဖြစ်တယ်လဲဆိုတော့ဘင်္ဂလားရှ်ကနေမြေကျူကျော်ကိုစ조사တဲ့ပြဿနာ။ဆိုတော့လက်ရှိမြန်မာနိုင်ငံမှာကဦးသီးတောင်မောင်တော်ရသေးတောင်ဒီလိုနေမြေတွေကအရာခတ်တတော်ကတိုင်ပိုက်တာတယ်။လက်ရှိမြန်မာနိုင်ငံအစိုးရကစစ်ကောက်စီဖြစ်တယ်။ဒါသုံးပွင့်ဆိုင်ပြဿနာဖြစ်တဲ့အတွက်ဘင်္ဂလားရှ်က ကျူးကျော်ဖို့အတွက်ပြဿနာကိုစစ်ကောင်စီအနေနဲ့ဘယ်လိုတုံးပြမလဲအာရခတတ်တော်အနေနဲ့ဘယ်လိုတုံးပြမလဲဒီအပေါ်ကဒါအားစိတ်ဝင်စားဖို့ကောင်းလာတယ်ဒီပြဿနာကရေပန်းစားနေတဲ့ပြဿနာဖြစ်တယ်နော်နိုင်ငံကိုကျူးကျော်ဖို့အတွက်စူးစမ်းလာတဲ့ပြဿနာအဲ့ဒီဆွေးနွေးပွဲမှာရခိုင်ပြည်အတွင်းတီးခြားလွတ်လပ်တဲ့ကိုယ်ပိုင်ပြည်နယ်တခုမွ슬င်တွေအတွက်ထူထောင်ပေးဖို့ပါဝင်တယ်လို့ဆိုထားတယ်ဒါပြင်ပါတီရဲ့အကြီးအကဲတခုဖြစ်တဲ့ဆိုင်ယာအဒူလာမိုဟာမက်တာဟီကတရုတ်နိုင်ငံက မြန်မာအရေးမှာပါတဲ့အခက်ကဏ္ဍမှာရှိတယ်လို့သူကပြောကြားထားသေးတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာထွက်ပြေးတိမ်းချောင်လာကြတဲ့မွတ်စလင်တပ်သားကိုလက်ခံထားကြောင်းအဲ့ဒီမွတ်စလင်တွေအတွက်နေရာထိုင်ခင်းတဲ့စာနယ်ရိခအကူအညီပေးရုံနှင့်ဒီမွတ်စလင်တွေကပြည်လည်နိုင်စရာအကြောင်းမရှိဘူးလို့သူကပြောကြားထားတယ်။ဒါကြောင့်မွတ်စလင်တွေအတွက်တီရှာလော်လတ်တဲ့ကိုပိုင်နေမျိုးကိုရခိုင်ပြည်အတွင်းတတ်မှတ်ပြီးတော့သူတို့ကိုပြန်လည်နေရာချထားပေးတာကမှအပြိမှန်ဖြစ်တယ်လို့သူကဆိုထားတယ်။ရခိုင်တပြည်လုံးမှာမွတ်စလင်လူမျိုးတွေ စူးစူးပေါင်းတသန်းကျော်ခန့်သာရှိပြီးတော့2018ခုနှစ်ကပဒီပခါကြောင့်ထွက်ပြလာကြတဲ့လူဦးရေဟာတသန်းကျော်ရှိတယ်ဆိုလို့ဘင်္ဂလားဒေ့ရှ်ဘက်ကပြောဆိုမှုဟာအငြင်းပေါ်စရာတွေဖြစ်တယ်လို့ရခိုင်မျိုးသားပါတီ ANP မှမူဝါဒရေးရာဆိုင်ရာဦးဆောင်ကော်မတီဝင်ဦးထွန်းအောင်ကျော်ကပြောကြားထားပါတယ်။ပြည်သူလူထုအရေးအတွက်အပိုင်းနဲ့အငြင်းပေါ်တာတွေကအများကြီးရှိပါတယ်။မောင်တော့ခရိုင်မှာနေတဲ့ဘင်္ဂလီလူဦးရေက9တိုင်းပဲရှိတယ်။ရခိုင်ပြည်16မြို့နယ်မှာ4မြို့နယ်မှာ င်းကလေးလုံးဝမရှိဘူးဈေး၃မျိုးနဲ့ကအားလုံးပေါင်းမှတပတ်ညော်ပေးရှိပါတယ်အဲ့ဒါကိုအခုဘင်္ဂလားဒေ့ကိုပြောနေတဲ့ဟာကသူတို့စီမှာရောက်နေတာကဈေး၃မျိုးနဲ့ကဘင်္ဂလီတွေလုံးဝထွက်ပြေးသွားတာမဟုတ်ဘူးဘူးတီတောင်မောင်တော်ကထွက်ပြေးတာပဲဖြစ်တယ်ဒါပေမဲ့ထွက်ပြေးတာကတပတ်ညော်ဘင်္ဂလားဒေ့မှာရောက်နေတယ်ဆိုတာကအင်မတန်ကိုအငင်းပွားစရာလူဦးရေအရေအတွက်ဖြစ်နေတယ်လို့သူကဆက်လက်ပြီးတော့ပြောကြတယ်ဘင်္ဂလားဒေ့ယာယီအစိုးရအဖွဲ့ကောင်းဆောင်မိုဟာမက်ယူနယ်ကလည်းမွတ်စလင်တွေဂုံသိက္ခာချီးစွာနေရပြန်နိုင်ရေးတို့အတွက် ရခိုင်မှာဘေးကင်းဆုံးတခုကိုမူဆလင်တွေအတွက်ရှိကိုရှိရမယ်လို့ဆိုထားတယ်။ဒါ့အပြင်ဘင်္ဂလားရှ်တွေကိုထွက်ပြေးတိမ်းရှောင်လာရောက်ရှိနေတဲ့မူဆလင်တွေကို2026ခုနှစ်အတွင်းနေရရခိုင်ပြည်ကိုပြန်လည်ပို့ဆောင်တော့မယ်လို့မိုဟာမက်ယူနန်ကကတိပြုထားကြောင်းဒါပထမပိုင်းမှာရှိခဲ့တယ်နော်။ဆိုတော့ဒီသုံးပွင့်ဆိုင်ပြဿနာမှာစစ်ကောင်စီဘက်ကဘယ်လိုတုံ့ပြန်မလဲ။ဂျာမန်ပါတီရဲ့ပြောဆိုချက်ကိုအချုပ်အချာအာဏာကိုထိခိုက်နိုင်တဲ့အတွက်စစ်ကောင်စီကချုံရှားကန့်ကွက်လိုက်တဲ့ဆိုတဲ့တည်း မင်္ဂလာရှိတဲ့နိုင်ငံကဘာသာရေးအခြေခံပါတီတခုဖြစ်တဲ့ဂျာမန်အစ္စလာမစ်ပါတီနှင့်တရုတ်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့တို့တွဲဆုံဆွေးနွေးပွဲတွင်မြန်မာနိုင်ငံ၏အချုပ်အခြာပိုင်ဆိုင်မှုကိုထိခိုက်စေသည့်ဆွေးနွေးတောင်းဆိုမှုများပါရှိနေတဲ့ပြင်ချုံရှားကန့်ကွက်ကြောင်းစစ်ကောင်စီကပြောဆိုလိုက်သည်ဒါက CNI တည်င်းဌာနကအမေအမြန်တခုပေါ်မှာဖြေကြရာတွင်စစ်ကောင်စီကထို့သို့ပြောဆိုတော်ခြင်းဖြစ်သည် မြန်မာနိုင်ငံအနေဖြင့်ဘင်္ဂလီဒုက္ခသည်များကိုစရင်တိုက်ဆိုင်ပြီး CCP ပြန်လည်လက်ခံမည်ဆိုပြီးအခြေခံမူဝါဒရှိပြီးဒုက္ခသည်များပြန်လည်ဝင်ရောက်နိုင်ရန်အတွက်လုံလောက်သည့်အဆောက်အအုံများကိုလည်းတရုတ်နိုင်ငံ၏အကူအညီဖြင့်တည်ဆောက်ပြီးဖြစ်သည့်ဒါကိုတန်ကင်းတမန်ကင်းများကိုလည်းချင်းလင်းပြီးပြောကြားထားကြောင်းဖြစ်ပြီးဂျာမဲအစ္စလာမစ်ပါတီသည်နိုင်ငံ၏အမျက်ထုတ်လွှတ်မှုများအတွက်တရုတ်ကွန်မြူနစ်ပါတီနှင့်တွဲဆောင်စီပြောကြားခဲ့မှုများသည့်မြန်မာနိုင်ငံ၏အရှုံးအခြားအာဏာကိုထိပါသည့်ပြောဆိုချက်ဖြစ်သည့်အတွက်မြန်မာနိုင်ငံအနေဖြင့်လက်မခံကြောင်းနှင့် ရှုံးရှားကန်ကွက်ကြောင်းပြောကြလို့ကြောင်းစစ်ကောင်စီကပြောဆိုထားသည်ဆိုတော့စစ်ကောင်စီကကိုပေါ်တဲ့စစ်ကိုမစားနိုင်တယ်လို့ဖြစ်ပြီးဘာလို့လဲ RSA ARSA RSO ဒီအပွဲတွေကိုသူတို့ကလက်နက်တက်ဆင်ပေးတဲ့အရခတ်တပ်တော်ကိုနိုင်ရင်ပြီးပြီဆိုတဲ့သဘောနဲ့ငါတို့နိုင်ရင်မင်းတို့ကိုနေမြေတတ်မှတ်ပေးမယ်ဆိုတဲ့ဂတိကဝတ်စကားတွေကအခုအချိန်မှာ စားဖို့အတွက်ဆေးချာလို့မတွေ့တော့ဘူးနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိပါလာတယ်ဆိုတော့မိမိပေါ်ခဲ့တဲ့ဆေးဟာမိမိစားပြီးတော့သေရမယ့်ကိန်းကိုဆိုင်နေပြီဆိုတော့ကဒီပြဿနာကဘလောက်ထိရှင်းလေရလားမလဲလွန်ခဲ့သည့်အေပီလာ29ရက်နေ့မှာဒါကမျိုးမှာဟိုတယ်တစ်ခုမှာကိုယ်စားလှယ်တွေနဲ့တရုတ်ကွန်မြူနီပါတီကိုယ်စားလှယ်အဖွဲ့တို့တွဲဆောင်ဆွေးနွေးခဲ့ကြောင်းကိုဆွေးနွေးရာတွင်မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာများကိုထိခိုက်စေသည့်ဆွေးနွေးတောင်းဆိုမှုများရှိခဲ့ကြောင်းတွေ့ရှိရသည်ဟုသူက စစ်ကောင်စီဘက်ကဆိုထားတယ်မြန်မာနိုင်ငံ၏ဘင်္ဂလီဒုက္ခသည်များပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သက်သည့်သဘောထားရပ်တည်ရှမ်းများကိုအစိတ်တစ်ဖြစ်ပြောကြားထားပြီးဖြစ်ပကြောင်းဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးနှင့်မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးတို့သည်တရုတ်နိုင်ငံကူမင်းမြို့၌တွေ့ဆုံခဲ့ပြီးလက်ခံရေးကိစ္စများပြန်လည်ထောက်ပံ့ရေးကိစ္စများကိုပုံမှန်တွဲဆောင်ဆွေးနွေးခဲ့ကြပြီးပဋိပက္ခများဖြစ်ပေါ်ချိန်မှာရပ်တန့်တော်ခဲ့ခြင်းဖြစ်သည်ဟုစစ်ကောင်စီကဆက်လက်ပြောဆိုသည် ဂျာမန်အစ္စလာမစ်ပါတီသည်ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိအစ္စလာမ်ဘာသာရေးအခြေခံနိုင်ငံရေးပါတီတစ်ခုဖြစ်ကြောင်းယခင်ကအစိုးရလက်ထက်တွင် ပါတီကိုတရားစွဲဆိုခြင်းခံရပြီးတော့2024ခုနှစ်မှစ၍ရွေးကောက်ပွဲဝင်ခွင့်မရခဲ့သည်ကိုလည်းတွေ့ရှိရကြောင်းယခုဂျာပြအစိုးရလက်ထက်2024ခုနှစ်အော်ဂိုလာအတွင်းက၎င်းပါတီအပေါ်ဆက်ဆွဲမှုများရုံသိမ်းပေးခဲ့ကြောင်းစသည်ဖြင့်စစ်ကောင်စီကပြောကြားထားသည်ဒါကစစ်ကောင်စီကကိုဖော်တဲ့စစ်ကိုကိုမဆားနိုင်ဘူးကိုကတော့ ြန်လေးတုံးပြန်ချာကရည်စရာများဖြစ်နေသလားဆိုတော့အာရဟတ်တော်အေအနေနဲ့ဘလို့တုံးပြန်လာမလဲဘင်္ဂလားဒေ့ရှ်နဲ့နိုင်ငံဆက်ဆံရေးတည်ဆောက်ဖို့အတွက်အေအေကကြိုဆိုပါတယ်ဆိုတဲ့တင်မြန်မာဘင်္ဂလားဒေ့ရှ်နေစားဒေသကိုထိန်းချုပ်ထားတဲ့အာရဟတ်တော်အေအေနဲ့တီးတွင်းဆက်ဆံမှုလုပ်ဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးကအကြံပေးခဲ့တယ်ဆိုတဲ့တင်တိုက်တွန်းချက်အပေါ်မှာကြိုဆိုကြောင်းကိုအေအေရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်သူခါက သတင်းဌာနတစ်ခုမှပြောဆိုခဲ့ပါတယ်မင်္ဂလာစီနိုင်ငံရဲ့အကျိုးစီးပွားအတွက် AA နဲ့ဆက်ဆံရေးလုပ်ဖို့နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးကတိုက်တွန်းကြောင်းကိုမင်္ဂလာစီအခြေစိုက် BDNU 24သတင်းဌာနကဧပြီလ28ရက်နေ့ကဖော်ပြခဲ့တယ် AA ကမောင်တော်မျိုးကိုတိမ့်ပိုက်လိုက်ပြီးတဲ့နောက်ပိုင်းမှာပြီးခဲ့တဲ့ဒီဇင်ဘာလကစတင်ပြီးတော့မင်္ဂလာစီအစိုးရအနေနဲ့ AA နဲ့ထီးတွေးဆက်ဆံဖို့လုံခြုံရေးဆိုင်ရာကြွန့်ကျင်သူတွေတန်တမန်ဟောင်းတွေနဲ့ဦးလာသမကအတွင်းရေးမှူးချုပ်တို့ကအကြံပြုခဲ့တာတွေရှိခဲ့ပါတယ် တည်င်းကတော့ဒီလောက်ပါပဲဒါပေမဲ့ဘင်္ဂလီကိစ္စပါမယ်နှစ်နိုင်ငံကုန်သွယ်ရေးလမ်းကြောင်းတွေပါပါမယ်အဓိကနှစ်နိုင်ငံဆက်ဆံရေးပိုကောက်မှန်ဖို့လိုပါတယ်ဒီအထက်မှာ AA ကြိုဆိုတာကဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနအကြံပေးရေး AA နဲ့ဆက်ဆံဖို့လိုတယ်ဆိုတဲ့အကြောင်းရင်းတွေးဆောင်ဖို့လိုအပ်တယ်ဆိုတဲ့အကြောင်းရင်းတိုက်တွန်းချက်အပေါ်မှာကြိုဆိုတာဖြစ်ပါတယ်ဘင်္ဂလီတွေတောင်းဆိုတာကိုကြိုဆိုတာမဟုတ်ပါဘူးဒါကိုပြပြတတ်တတ်ပြောကြားထားခြင်းဖြစ်တယ် နှစ်နိုင်ငံဆက်ဆံရေးကုန်သွယ်ရေးစီးပွားရေးလမ်းကြောင်းတွေကနေဆက်လုံခြုံရေးတွေနေဆက်တွေမှာအကြမ်းဖက်မှုတွေမချီးစေဖို့အဓိကအေအေကိုတွေးဆောင်ဖို့လိုနေကြောင်းအပေါ်မှာကြိုဆိုတာဖြစ်ပါတယ်ဆိုပြီးတော့အေအေကပြပြတတပြောဆိုတာကဖြစ်တယ်ပြီးရင်တည်င်းဌာနတွေကတော့ဘင်္ဂလီတွေနဲ့အမျိုးမျိုးတင် जा ပါလိမ့်မယ်ဆိုပြီးတော့ပြောကြားထားတာဖြစ်ပါတယ်ဆိုတော့ကအဓိကရခိုင်ပြည်မှာ ကျူးကျော်ပြီးတော့တီးရှားနေနေတောက်မယ်ဆိုရင်အာရခတ်တော်အနေနဲ့ကလည်းလုံးဝဖြင်းနိုင်စရာအကြောင်းကိုမရှိဘူးဆိုတော့ဘိုးရှိုးထွန်းမြတ်နိုင်ကိုတိုင်ကအင်ဂါဂျိုကလာတားရင်လေတားလို့မရဘူးငါတို့ဘိုးဘောပိုင်မြေတွေပါဆိုပြီးတော့ဆိုရှယ်ပေါ်မှာပြောပြသားဖြစ်တယ်နော်ဆိုရှယ်ပေါ်မှာပြောပြသားဖြစ်တာကြောင့်ဒီနေရာဒီဒေသတွေကိုလွေလင်းတကူနေတာကတော့ຢာလိုက်မယ်မဟုတ်ဘူးဆိုတော့ဒီပြဿနာတွေကအဓိကအခြေခံလာတာ လောလောရင်ရာပြီးကလေးကဥန်းလူချုပ်ခဲတဲ့ဇလန်နေဖြစ်တယ်။ဥန်းလူကမင်းနိုင်ဟိုအတွက်ရခိုင်ပြည်ကဘင်္ဂလီတွေကိုအတုံးချခံအဖြစ်အတုံးချခဲ့တာဖြစ်တယ်။အဓိကကျွန်တော်တို့အမြင်ကမတူကွေးပြားမှုကိုအဓိကစဉ်းစားပြီးတော့ဖြေရှင်းတဲ့နေရာမှာနှစ်ဖက်နှစ်ဖက်လုံးကအမြင်ရှင်းဖို့လိုအပ်တယ်။အဓိကဘာလဲရခိုင်ဒိုင်းနာသတ်မိုခမိကမမရမ ဘန်ဂလီရှင်းရှင်းလူမျိုးလေးရှိတယ်နော်ရခိုင်ပြည်ထဲမှာဘာလို့လဲဆိုတော့ဟိုးတခါတော့ကရေကြီးတော့တာဖောင်သာချောင်းဆိုရင်အကုန်လုံးရှင်းနေကြီးပဲအမှနေတာဆိုတော့ကဒီလူမျိုးတွေကရခိုင်ထဲမှာနေတယ်ရခိုင်ပြည်ထဲမှာနေတယ်ရခိုင်မြေမှာနေတယ်ရခိုင်ပြည်ကထွက်တဲ့ဆန်စပါးကိုစားတယ်ရခိုင်ပြည်ကထွက်တဲ့ရေကိုတောက်တယ်ဆိုတော့ရခိုင်ပြည်ပေါ်ထွန်းဖို့အတွက်ဘေးအခန်းကဏ္ဍမှာပါဝင်နိုင်တယ် ဒါကပဲအဓိကကြပါတယ်ဘာလို့လဲဆိုတော့ငင်းမြေတီးတန်းတောင်းတာကရခိုင်ပြည်ကိုဖေးပြီးတော့တရားမပေးမှာမဟုတ်ဘူးဆိုတော့ကဘင်္ဂလားဒေ့ရှ်ကအကျူကျော်မှုအပေါ်မှာကိုစစ်ကောင်စီကလည်းခြုံချနေတယ်အာရခတပ်တော်အနေနဲ့ကလည်းတန်ငင်းတမန်ငင်းပဲဆက်ဆံမယ်တခြားဘင်္ဂလီအတွက်နေမြေတောင်းတဲ့ကိစ္စကတော့လုံးဝမဖြစ်နိုင်ပါဘူးဆိုပြီးတော့ပြောလာတဲ့အပေါ်မှာမူတည်ပြီးစေးအေးလက်အေးနဲ့တော့မနေပါနဲ့ဒီအချင်းအရာကနိုင်ငံရေးလှေကွက်တွေဖြစ်တဲ့အတွက်အမြင့်နဲ့နှာစွန့်နေဖို့လိုအပ်တယ်ဒီတော့ ျွန်တော်တို့အနေနဲ့ရခိုင်ပြည်မှာနေပြီးတော့ရခိုင်မြေမှာနေတယ်ရခိုင်ရေကိုတောက်တယ်ရခိုင်ဆန်စပါးကိုစပြီးတော့ကြည်ပြင်းလာတဲ့လူတွေအတွက်ရခိုင်ပြည်ပေါ်ထွန်းဖို့အတွက်ဘယ်အခန်းကဏ္ဍမှာအတိအသင့်မှာပါဝင်နိုင်တယ်လဲဒီအရာကပဲအလွန်အရေးကြီးတယ်ဒါကြောင့်အမေမြန်ကဏ္ဍလေးတွေဗီဒီယိုဖိုင်လေးတွေနဲ့ကျွန်တော်အနေနဲ့ရှိတ်ဆက်ပြီးတော့မျှဝေတင်ဆက်သွားမှာဖြစ်ပါတယ်ဆိုတော့ဆက်လက်ရှင်းစားပေးကြပါဦး အမေဆိုလို့ရှိရင်ဆရာမတို့ကမွတ်စလင်နဲ့ရခိုင်နဲ့ဆိုဘူတီတောင်မောင်တော့ site တွေရောမာကဇာနေတာမှမဆိုအမြောက်တော်ဘူတီတောင်မောင်တော့မှာအားလုံးဒီပိုင်တရီဒီတောက်တမလို့ဒီနီအရှိကမတရားဟုတ်ပြောလိုက်ဖောင်းဖားပြီးခရီလာတဲ့လူတီကအများကြီးရှိစီးပွားတဲ့လုံဆော်လေးရပဲမွတ်စလင်နဲ့ရခိုင်နဲ့အလုံးလုံးတွေအားလုံးသူတူကိုကိုကိုအားကိုသူလိုကိုကလည်းသူ့ကိုအားကိုသူလိုရပိုင်စီးပွားတဲ့လုံဆော်သေးလေးအများကြီးရှိဒါပေမဲ့ကရာကနေပြီးရပိုင် ကြော်ညာဝန်လာလို့ရခိုင်နဲ့မူစင်နဲ့စိတ်ကွေးလာဆိုတော့ဒါမှစိတ်ထဲမှာအပိတ်ထွန်းတကယ်လို့များအပရောင်ကသွေးထိုးလို့နေပြီးခေဖိုင်လာဆိုပရသနာမှာဦးအေသူကငါတို့ကိုအပိတ်လုတ်တယ်ငါကိုသူကလည်းငါကိုအပိတ်လုတ်တယ်ဆိုပြီးတယောက်တယောက်အထွန်အမရောင်လွေမာပရိနာဟိုမင်္ဂလိမတဲ့ဖိုင်ဖူးဆိုလေးဆောင်ကဆိုရမီအဲလူရှောင်းစော်ကဇာပလိဆိုရေးဆာမောက်ကအတာဂရိယာကိုမာသသမီးတိရှိဆိုဒီနေ့ အအခုလာရှိ အဆိုရာမဟုတ်ပြီမဲ့လေတက်တော်ကထိမ့်သိမ့်တွေဟိုအာနာရှိတဲ့အရှင်ကာလမှာမွတ်စလင်တိုင်းရခိုင်မောင်မီတိုင်းနေပြီးကအယောင်ဟောက်ပိုင်းပျော်ပျော်ရွှင်ရွှင်နဲ့တယောက်ကိုတယောက်ယုံကြည်မှုနဲ့နေပြီးက price ရှင် ုရှုရီခန္ဓာလျောက်ဒီကာကွယ်ခန္ဓာလျောက်တခါတန်တရာဒီကျောပညာရေးအဖောင်းတို့တော့လူမျိုးစုရေးအဖောင်းတို့တော့ပုစီဆောင်ရပါလားလို့ဆိုတာတွေ့ရပါတယ်။ရပ်ပနေရာဒီမှာဒီလူမျိုးစုတင်းနဲ့အနေနဲ့လည်းဒီဥပောင်းပါဝင်နေစတဲ့ကိုလည်းလှုပ်ဆောင်နေစတဲ့ကိုလည်းကျွန်တော်တို့ပြန်ကြောက်ပြီးတွေ့ရပါတယ်။ဒါချက်စာဒီကောက်မွေတွေနိုင်ငံတစ်ခုကိုတိဆောက်လာဖို့တော့ဟော ဘလန်းစင်တစ်ခုအကောင်းဆုံးလို့မြောင်လေးပါပေါ့ဒါဆိုလူမျိုးစုတိတ်တာဆိုပြီးကဒီတိုင်းဘူးကတခုကမသိမတိုင်းဆိုပြီးပုံစံမျိုးနဲ့ဖိတ်တန်ထားရည်အနေထားတစ်ခုလို့အဲမထားရှိပါမထားရှိပါဝယ်လေအစိုးရကိုကျွန်တော်ကျေးဇူးလေးတင်ပါတယ်ဝယ်အစိုးရနဲ့ကျွန်တော်လူမျိုးစုကို ကိုကမမနောက်လာဖို့အနာကအရခအစိုးရလိုဖိုက်လာတဲ့ချိန်မှာနောက်လာဖို့အနာကမှာကျွန်တော်တို့လူမျိုးတွေကိုပညာသင်ခွင့်လောက်လူမျိုးများဆောင်ရွက်မှုတွေလောက်ပြီးအဖက်ဖက်ကတောင်မထဆောင်တဲ့လူမျိုးတွေဆက်အောင်မှတ်တက်စီမြင့်တင်ပြီးစီရှိပါတယ်ကျွန်တော်ကျွန်တော်တို့ထိမှတဲ့သားရခိုင်ပြည်ထဲမှာထိမှနေပြီးရခိုင်ပြည်ကိုဆိုင်ဆိုင်ပြေးဝှိပါလေကျွန်တော်အစနေရပြရတော့ပါကျွန်တော်စတရုံးရခိုင်ပြည်ထိုင်းရခိုင်ပြည် အအရှင်အရှင်ကြလာရင်ဒီညဒီဒေသပဲကျွန်တော်လွမ်းပါတယ်။ဒီကြောင့်လည်းဒီမီဒေသကိုကျွန်တော်ဆိုင်ကျွန်တော်လူမှုအလုံးနဲ့ဒီနေ့ပဲဒေသကိုဆိုင်ရမှာ။ဘာဆိုဘယ်ပရပဒီနေ့ဒီနေ့တချို့ပရနေကတဲ့ဟာဒီကလေးမော့ပါလေဒီတစ်ခိုင်ပြီးပြီးသူကိုပရချင်ပါကျွန်တော်တို့ကဆုံးတော့ဒီမဟုတ်ပါကျွန်တော်တို့ကဒီလူတိနဲ့ညီညာနေပြီးဓာတ်တို့ဒီချင်းနဲ့လူတို့ဒီပါလူတိကဘေးပဲလူတချို့လူတို့ကဘေးပဲကျွန်တော်ဘေးအားကစားရပါလေဒီလိုက်ခက်ပြီးတူပြေးပြေးပြေးအနာဂတ်ကိုသူရှောက်လွှမ်းရှင်ပါ อไอ้เรื่องนั้นด้นนั่นอาจจะตุนีแต่ก็เลยเรื่องไฟสัลิมชิโอ้ชันชาบูดอบาตาชันชานีไอ้เนี่ยแต่ว่าก็แต่ไมิใช่แค่ชิโลสัยมาลุงอันซานิสบแต่แต่แต่ยาคุยพี่แต่ยาอาการใจแต่ยาคุยคุยพี่ครั้งใครยามามุ่งสมรจนะรอาลุงแต่ก็เลยเรื่องไฟสลิมชีเราคนชาวสุดก็เอไปผมมามึงจะดูก็ได้มึงไปเออ 我怎么样？当时我拉不上了，我当时我在那么多，压了不行。怎么当时我这个梦想被就干嘛呀？俺每次哭都不干，你说的话开不开不？我当时我这个拉不嘛，每次哭都不干，一样吧？俺这个俺可拉不，我还是在吧？你跟你妈说。你要当时我过在那，我当时我在那多了。你要当时我晒了个，他妈才追了个，你说的话开不开不？我当时我这个偏爱哪个是岁数了，对不？你外面工作的话，他也是在那里。走了。日看的波团部队。 ဘေးအခန်းကဏ္ဍမှာပါဝင်နိုင်တယ်ဒါကပဲအဓိကကြပါတယ်ပါဝင်ခွင့်ဆိုတာကျွန်တော်တို့ပါဝင်ခွင့်ပေးထားတာပဲလေအဲပထမတစ်ချက်ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ချင်းကျွန်တော်တို့ဒီရွယ်လေးအဲပေါ်ပေါက်ပြီးတော့နောက်เนาะအဲကျွန်တော်တို့အဲ့ဒီချိန်မှာလို့လို့ရှိရင်အဲဒီစက္ကစက္ကရှိနေလို့မယ်เนาะအဲ့တော့ဒီအခုဆိုလို့ရှိရင်ကျွန်တော်တို့ရွယ်လေးမှာဆိုလို့ရှိရင်လုံနေတဲ့လူတွေရှိတယ်အဲမျိုးသားဒီရခိုင်ဖွေးစေးမှာလည်းကျွန်တော်တို့လူတွေရှိတယ် တော့ကျွန်တော်တို့ကိုရေတပ်ဖွဲ့ကိုမဝင်ရဘူးလို့ကျွန်တော်ကတ်သက်မရှိဘူးကျွန်တော်တက်မတော်ကိုဝင်ပါဆိုတော့မဝင်ရဘူးဆိုတာကတ်သက်မရှိဘူးကျွန်တော်တို့ကလွယ်အပ်တဲ့နေရာတွေမှာအားလုံးမှာကြောင်းစရာနေစပြီးတော့စရဲကစပြီးကျန်တဲ့တောင်ပေါ်တွေမှာအားလုံးတို့ပါဝင်နိုင်ပါတယ်ပါဝင်ခွင့်ရှိပါတယ်ပေးလေးပေးထားပါတယ်အခုလေးလုံနေပါတယ်ဥပမာပြကျွန်တော်တို့လုံနေပါတယ်ပြီးရင်ကျွန်တော်တို့ဒီအဲလူငယ်ပိုင်းတွေကလည်းဒီတက်ထက်မှာအဲရှိနေပါတယ်ရေတပ်ဖွဲ့မှာလည်းကျွန်တော်တို့လူတွေရှိတယ် ကျောင်းဆရာဖွဲ့တဲ့မှာလည်းအဲလိုမျိုးတင်တဲ့အတွက်ဖိတ်ခေါ်လာတာရှိတယ်ပြီးရင်လျှောက်လာတယ်လည်းတင်ထားတာရှိတယ်တခြားအဲလိုမျိုးလွယ်အပ်တဲ့နေရာမှာအဲကိုအားလုံးကဘောနော်ပြောမယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော်တို့မွတ်စလင်လူမျိုးတွေမဟုတ်ဘူးတခြားရှိတဲ့လူမျိုးတွေလည်းပတ်ဝန်းကျင်ရှိပါတယ်ဒါပြိပိမျိုးမရှိပါဘူးပြိပိထားတာလည်းမရှိဘူးပယ်ထားတာလည်းမရှိဘူးအခုလေကျွန်တော်တို့ဘက်ကနေပြီးတော့လူတွေဝင်ပါဆိုတော့ဖိတ်ခေါ်လာတာရှိတယ်ပဲအဲဝင်မယ်မဝင်ဘူးဆိုတာကတော့အဲလုံမယ်မလုပ်ဘူးဆိုတာကတော့ဒီဒီကျွန်တော်တို့မွတ်စလင်တွေရဲ့ပိုင်းပါဒါပေမဲ့ကျွန်တော်တို့ အာရခပြည်သူတော်လှန်ရေးအဖွဲ့ကနေပြီးတော့အစွားလည်းအဲ့ဒါလုံးဝပြင်ထားတာမရှိပါဘူးအခွင့်ပေးထားပါတယ်ကျွန်တော်တို့အာရခပြည်သူတော်လှန်ရေးအစွားကဒီနိုင်ငံကိုနိုင်ငံဖြစ်ထူထောင်မယ်ရအောင်လေ့ကျူမယ်အဲ့လိုမျိုးနဲ့ဒီအာတွေကဒီလောက်တွေဖြစ်လာတာပေါ့နော်အဲကျွန်တော်တို့တွေကအဲ့မှာဘလောက်ပါဝင်နိုင်မလဲကျွန်တော်တို့တွေကဘလောက်အရေးရှိလဲဒါကိုကိုယ်တိုင်ကတိုက်တာ အခုကျွန်တော်တို့ဒီမှာရှိတဲ့လူက2000ရှိတယ်ဆိုပါတော့ဗျာကျွန်တော်ဒီဒီဖက်မှာဆိုရင်လူရင်က2000ရှိတယ်ကျွန်တော်တို့2000တန်းမှာပညာရေးရှင်ကဘယ်လောက်ရှိလဲ1%ရှိလား2%ရှိလားဒီပညာသင်ထားတဲ့ပညာတွေကဘယ်နေရာမှာသွင်းဝင်မလဲဒါတွေကိုကျွန်တော်ကြည့်ရမယ်အဲသင်ထားတဲ့ပညာရှိတဲ့ကလေးတွေကိုလည်းပဲအဲဒီအခုထပ်လာမယ်ကျွန်တော်တို့ပညာရေးစနစ်ထက်မှာဒီကျွန်တော်တို့အရခပြည်သူတော်လည်းပညာရေးထက်မှာဒီထက်မှာကောင်းလာတဲ့ပညာရေးရှင်ရလာအောင်သူတို့တွေကိုလည်းအခွင့်အရေးပေးထားရမယ် ပြီးရင်တက်ထားတဲ့လူတွေကိုလည်းအဲ့ဒီယာတို့တွေရအောင်နိုင်ငံရေးတာဝန်ကိုထမ်းဆောင်နိုင်အောင်သူတို့ဘက်ကလည်းဒီအခွင့်အရေးတွေကိုဖန်တီးပေးရမှာပဲဒါပေမဲ့ဒါတွေကိုအားလုံးကဒီအစိုးရတွေကိုဝင်လာမယ်အစိုးရတွေပါလာမယ်အစိုးရတွေကိုကတာဝန်ထမ်းဆောင်မယ်ဆိုတာကအတရားကိုပုံမှာမူတည်ပါတယ်အဲ့ဒါကြောင့်မင်းဝင်လာပါဘသူဝင်လာပါမင်းပညာရှိတယ်ကွာပညာပညာမရှိဘူးမင်းမဝင်နဲ့မင်းဝင်ပါအဲ့လိုမျိုးမဟုတ်ဘူးဒါကကိုစီကိုတိုင်းနားလေပြီးမှဒီဒီဒါကကျွန်တော်တို့မြေဖြတ်တယ် ကျွန်တော်တို့တာဝန်ရှိတယ်ကျွန်တော်လူမျိုးအတွက်ရောကျွန်တော်တို့နိုင်ငံမှာရှိလူမျိုးတဲ့အတွက်တာဝန်ရှိတာမို့လို့ကျွန်တော်တာဝန်ယူရမယ်ဆိုတော့ကနာကအဓိကပါဝင်တယ်ကိုအစ်တင်နဲ့ကိုဝင်ရမယ်ကိုကိုတိုင်ကပဲဒါတွေကိုခေါ်ဆောင်ပေးရမှာကနာပါအဲ့ဒါမို့လို့ပညာနဲ့ဆိုင်တာတခုတည်းမဟုတ်ဘူးအတ္တိရရေးကြည့်တယ်အဲ့ဒီကတော့ကျွန်တော်အတိုင်းဝန်းထက်မှာအဲဒီကြောက်တော့ကန်းကျုံမီကျုံကန်းမီဆိုတဲ့သဘောနဲ့အဲကျွန်တော်ဖော်ဆောင်ရမယ်ဒါထားခဲ့လို့မရဘူးသူကပညာမရှိဘူးသူတို့ပညာတတ်မဟုတ်ဘူးသူကလူနည်းစုဖြစ်တယ် အမြင်ခံရမယ်လူတွေအဲ့လိုမျိုးထားလို့မရဘူးလေးနေသူထိုးပေးပါဆိုတော့ဆောင်းဖို့နဲ့ညီကျွန်တော်တို့ကအမြဲတမ်းဆောင်းရမှာဆောင်းသွားမယ်ကဏ္ဍတွေပါဒါမှမဟုတ်ကျွန်တော်တို့ထားပြလို့မရပါဆောင်းကိုဆောင်းသွားမယ်အဲဆောင်းရတဲ့နေရာမှာသူ့ကိုသူ့မသွားနိုင်ဘူးမလိုက်နိုင်ဘူးဆိုတော့ကဏ္ဍမဟုတ်ဘင်းနဲ့သူကလိုက်နိုင်အောင်သွားလို့ရအောင်ပန်းနိုင်ဒီရအောင်ဒီကျွန်တော်တို့အတူတူတူကကျွန်တော်တို့ဆောင်းယူရမယ်အဲတော့အားလုံးဆုံပါတယ်ဒီထက်မှာဆိုလို့ချင်းကျွန်တော်ပညာကြီးရောကျွန်တော်ကျက်မကြီးရောကျွန်တော်လွယ်အပ်တဲ့အရာတွေအားလုံးရာထူးတွေအားအစား အဲ့ဒီထက်မှရှိပါတယ်ဆောင်းသွားမဲ့နေရာထဲမှာအလုံးပါပါတယ်ဆောင်းသွားမဲ့နေရာထဲမှာမချံပင်းနဲ့ကိုကိုနဲ့ပါဝင်ဖို့ပဲကျွန်တော်တို့ပြည်သူတွေမှာကျွန်တော်တို့မွတ်စလင်လူမျိုးတွေမှာအဓိကပြီးတာဝန်ရှိပါတယ်ကျွန်တော်တို့ကဒီမွေးကလေးရည်နော်ဘယ်အခွင့်အမှမရခဲ့တဲ့ဘဝနဲ့ကျွန်တော်တို့ရှင်သင်လာခဲ့တာပါအဲ့တော့ကျွန်တော်အခွင့်အမရှိခဲ့ဘူးကျွန်တော်အာခပြည်သူတောင်လေးရဲ့ဆိုကပေါ်ပေါ်ပြီးတော့ကျွန်တော်ဗိုလ်ချုပ်ကိုတိုင်ရလဲကျွန်တော်ဒီလူမျိုးတွေအားလုံးဟာ ဒီရခိုင်နေနေမဲ့ထဲမှာရှိတဲ့လူမျိုးတွေအားလုံးဟာဘယ်သူမှလည်းကျွန်တော်ပြစ်မထပါဘူးအဲတော့ကျွန်တော်အားလုံးတိုင်းရဲ့ခွင့်ရှိရမယ်ကျွန်တော်ရင်သက်ပြီးတော့ကျွန်တော်အတူတူသွားမယ်ဆိုတော့အဲအဲ့ဒီမှာစကားရှိတယ်အဲ့ဒါလည်းပဲကျွန်တော်တို့ဒီလူမျိုးတွေလူနေပါစေလူများပါစေကျွန်တော်ခွဲခြားမှုမရှိဘဲနဲ့ကျွန်တော်အနာကနိုင်ငံတော်ထူထောင်ရဲ့မှာထပ်မီပညာတက်တဲ့ရောစဒီရှိတဲ့လူတွေအားလုံးဟာအတူတူကအပူပုံပါဝင်ပြီးရင် ဆောင်ရွက်တဲ့နေရာထဲမှာလွယ်တဲ့နေရာတွေမှာပါဝင်ဆောင်ရွက်ပေးဖို့အတွက်အခွင့်အရေးတွေပေးဖို့ ਨੇ ဒီလူခွင့်တွေမရခဲ့တဲ့ဒီလူမျိုးတွေကိုတဲ့တူခွင့်ပေးဖို့အတွက်ကျွန်တော်ဘက်ကဒါပဲဖြစ်စပြီးပြောချင်ပါတယ်ဆိုတော့ရခိုင်ပြည်ပေါ်ထွန်းဖို့အတွက်ဘေးအခန်းကဏ္ဍမှာပါဝင်နိုင်တယ်ဒါကပဲအဓိကကြပါတယ်ဘာလို့လဲဆိုတော့နေမြေတည်တန်းတောင်းတာကရခိုင်ပြည်ကိုဖေးပြီးတော့တရားမပေးမှာမဟုတ်ဘူး ဆိုတော့ကဘင်္ဂလားဒေ့ကအကျူးကျော်မှုအပေါ်မှာကိုစစ်ကောင်စီကလည်းခြုံချနေတယ်အာရခတက်တော်အနေနဲ့ကလည်းတန်ငင်းတမန်ငင်းပဲဆက်ဆံမယ်တခြားဘင်္ဂလီအတွက်နေမီတောင်းတဲ့ကိစ္စကတော့လုံးဝမဖြစ်နိုင်ပါဘူးဆိုပြီးတော့ပြောလာတဲ့အပေါ်မှာမူတည်ပြီးစေးအေးလက်အေးနဲ့တော့မနေပါနဲ့ဒီအချင်းအရာကနိုင်ငံရေးလှေကွက်တွေဖြစ်တဲ့အတွက်အမြင့်တဲ့နားဆွင့်နေဖို့လိုအပ်တဲ့ဆိုတော့ဘင်္ဂလီရဲ့အနေနဲ့ဘယ်အခန်းကဏ္ဍမှာပါဝင်နိုင်တယ်လဲအခု အမေမြန်ကန်တာလေးတွေကိုမိဆွေတို့အနေနဲ့တွေးပြီးသားဖြစ်ပါလိမ့်မယ်။ပြီးရင်အရဟတတော်အနေနဲ့ကလည်းဘေအခန့်ကန်တာမှာပညာတတ်ရင်တတ်တယ်လို့သူနေရာသူကန်တာနဲ့စီနံစနေနံသွန်းနေတဲ့အရာမို့လို့ဒီပြည်မာနေပြီးဒီပြည်ရဲ့တိုးတက်အောင်မြင်ဖို့အတွက်ဒီအခန့်ကန်တာတစ်ခုမှမပါဘဲမိမိတို့အနေနဲ့လွေးလင်းတကူငါတို့ကိုတိချပြင်နေပေးရမယ်ဆိုတဲ့ကိစ္စကတော့ လုံးဝကိုမပြင်းနိုင်စရာမှာလုံးဝကိုမပြင်းနိုင်ပါဘူးလို့ပြောရင်လည်းဒီဆိုရှယ်ပေါ်မှာတီးခြားနေနေတောင်းနေတဲ့ကိစ္စကတယုတ်ကရောဘာများတက်နိုင်မှာလဲဒီတော့အခုဖြစ်ပေါ်နေတဲ့သတင်းတွေအပေါ်မှာမတူကွဲပြားမှုပြဿနာနိုင်ငံတစ်ခုပေါ်ထွန်းဖို့အတွက်ဘယ်အခန်းကဏ္ဍမှာပါဝင်နိုင်တယ်လဲဆိုတာကိုပြောရင်း ဒီဗီဒီယိုဖိုင်ကိုဒီနေ့မှာပဲနီးကုန်းချုံအဆုံးသတ်ပါတယ်ဟုတ်ကဲ့ပါမင်္ဂလာပါသာလီစောပါကာရဝါပါဘိုင်ဘိုင်